ဗီဒီယိုညာဆိုတာဂျင်းလာဒီကြောင်းကိုတော့ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ဆွေးနွေးသွားပါမယ်ကဘာဦးတွေက လူသားတွေဟာမမြင်နိုင်တဲ့အရာတွေနောက်လိုက်ခဲ့ကြတယ်သူတို့ရဲ့အနာဂတ်ကိုသိကျင်ခဲ့ကြတယ်ကကြမာရဲ့လှုပ်ဝှက်ချက်တွေကို ဖော်ထုတ်ချင်ခဲ့ကြတယ်အဲဒီလိုလှုပ်ဝှက်တဲ့ဆန္ဒတွေကနေဗီဒီယိုပညာဆိုတာစတင်ပေါ်ပေါက်လာခဲ့တာမယုံကြည်နိုင်စရာပဲမဟုတ်လား လူခဲ့တဲ့နှစ်ပေါင်းများစွာကမက်ဆိုပိုတေးမီးယားဒေသကဘေဘီလုံလူမျိုးတွေဟာကျယ်တွေရဲ့ရွေရှားမှုတွေကိုစေးစေးဆက်ဆက်လေ့လာခဲ့ကြတယ်။သူတို့ဟာကောင်းဝင်မှာဖြစ်ပေါ်တဲ့အပြောင်းလဲတွေနဲ့ကဘာပေါ်မှာ ဖြစ်ရတွေကြားကဆက်ဆက်မှုရှိတယ်လို့ယုံကြည်ခဲ့ကြတယ်။အဲ့လိုယုံကြည်မှုကနေနက်ခတ်ဘေရင်ရဲ့အဆကိုမြင်တွေ့ခဲ့ရတာပေါ့။အီဂျစ်မှာလဲဖာရိုဘရင်တွေဟာနန်တတဲ့ရက်ကို ရွေးချယ်ဖို့ စစ်ပွဲတွေအတွက်အချိန်ကောင်းကိုရှာဖွေဖို့ဗီဒင်ဆရာတွေရဲ့အကြံဉာဏ်ကိုရယူခဲ့ကြတယ်။သူတို့တို့ကဗီဒင်ဟာရိုးရိုးယုံကြည်မှုတစ်ခုတည်းမဟုတ်ပဲအုတ်ချုပ်ရေးရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်ခဲ့တယ်။ကျွန်တော်တို့အာရှတိုက်ဘက်ကို ပြန်လဲကြည့်ကြမယ်ဆိုရင်လေအိန္ဒိယမှာဗီဒင်ပညာလူမှုရေးဓလေ့ထုံးစံတွေနဲ့နက်နက်ရှာရှိုင်းကိုဆက်ဆက်နေရတွေ့ရပါလိမ့်မယ်။ အိမ်တော်ရေးကိစ္စတွေကအစအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေအထိဘီနင်းဆရာတွေရဲ့အကြံဉာဏ်ကိုရယူလေးရှိကြတယ်။ယနေ့ထိလည်းခိုင်မာတည်ရှိနေစေဆိုတာကျွန်တော်ပတ်ဝန်းကျင်ကိုပဲကြည့်ကြည့်အချက်လက်တွေနဲ့ပဲကြည့်ကြည့်သိနိုင်ပါတယ်။ကဘာတဝမ်းမှာလည်းဘီနင်းနဲ့ဆင်တူတဲ့ယုံကြည်မှုတွေအများကြီးရှိပါတယ်။တရုတ်ရိုးရာဘီနင်းပညာလည်းနှစ်ပေါင်းထောင်ကြီးတဲ့တမိုင်းကြောင်းရှိပြီးလူတွေရဲ့ဘဝအပေါ်မှာ အရေးပါတဲ့လွှမ်းမိုးမှုတွေရှိခဲ့ပါတယ်။အနောက်တိုင်းနက္ခတ်ဗီရင်ပညာဘက်ကို ကြည့်လိုက်ရအောင်။ရာသီဂုဏ်တွေနဲ့ဂျိုရီရဲ့အနေထားကိုအခြေခံပြီးလူတွေရဲ့ဇေယိုက်လက္ခဏာနဲ့အနာဂတ်ကို ဟောပြောလေးရှိကြပါတယ်။ဒါဆို လူတွေဘာကြောင့်ဒီလောက်တောင်ဗီရင်ကိုယုံကြည်နေကြတာလဲ။တကယ်တော့လူသားတွေဟာမရေရာတဲ့အနာဂတ်ကိုကြောက်ရွံ့ကြတယ်။ဘဝမှာကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေ အခက်အခဲတွေအတွက်အားကိုးရာတစ်ခုကို ရှာဖွေခြင်းကြတယ်။ဗေဒပညာကအဲ့ဒီလို အားကိုးရာတစ်ခုကိုပေးစွမ်းနိုင်တယ်လို့ခံစားရစီတယ်။ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုသိကျင်တဲ့ဆန္ဒကိုယ့်ကိုယ်ကိုပို့ပြီးနားလည်ခြင်းတဲ့ဆန္ဒတွေကလည်းဗေဒကိုယုံကြည်လာစေတဲ့အကြောင်းရင်းတွေကတစ်ခုပါဝင်ပဲပေါ့။ဒါပေမဲ့ဒီယုံကြည်မှုတွေကတကယ်ပဲအခြေမြင့်ရှိရလား။သိပ္ပံပညာရှင်တွေကတော့ ဒီအပေါ်မှာမတူညီတဲ့အမြင်တွေရှိကြပါတယ်။ဒီတော့နောက်ပိုင်းမှာသိပ္ပံနဲ့ဗေဒင်ကြားကအဖြေရှာမရတဲ့ဗေဟီဒီကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ဗီဒီယိုလေးကို အဆုံးထိကြည့်ပေးကြပါအောင်နော်။ point မှာဗေဒင်ပညာရဲ့တမားရဆနဲ့လူသားတွေရဲ့ယုံကြည်မှုအကြောင်းကိုကျွန်တော်တို့ပြောခဲ့ပြီးပြီနော်။ဒီပိုင်းမှာတော့သိပ္ပံပညာရှင်တွေကဗေဒင်ပညာရဲ့တိကျမှုနဲ့ယုံကြည်နိုင်စွမ်းကို ဘလို့စိန်ခေါ်လဲဆိုတာကို လေးလာကြည့်အောင်အထူးသဖြင့်လူတွေကမတိကျတဲ့ဘေရင်ဟောကိန်းတွေကိုဘာကြောင့်ကိုနဲ့သက်ဆိုင်နေလို့ထင်တတ်ကြလဲဆိုတဲ့အချက်ကိုစူးစမ်းသွားမှာပါတိဗ္ဗမယရှင်တွေကဘေရင်ဟောကိန်းတွေတကယ်ပဲမှန်ကန်မှုရှိမရှိစမ်းသပ်ဖို့အတွက် လေးလာမှုတွေအများကြီးလုပ်ခဲ့ကြပါတယ်ဒီလေးလာမှုတွေရဲ့ရလဒ်အများစုကတော့ဘေရင်ဟောကိန်းတွေဟာကြာပန်းဖြစ်ရတဲ့ထက်ပိုပြီး တိကျမှုမရှိဘူးဆိုတာကိုညွှန်ပြနေပါတယ်။ဒီနေရာမှာစိတ်ပညာရှင် Veteran for a လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပြုလုပ်ခဲ့တဲ့စိတ်ဝင်စားစရာကောင်းတဲ့စံသမှုတစ်ခု အကြောင်းကိုပြောပြခြင်းပါတယ်။သူဟာသူ့ရဲ့ចောင်းသားတွေကိုဇယိုက်လက္ခဏာစံသမှုတစ်ခုလောက်ခိုင်းပြီးတဲ့နောက်မှာចောင်းသားတိုင်းကိုတူညီတဲ့ဇယိုက်လက္ခဏာအချင်းချင်းတစ်ခုစီကိုပေးခဲ့ပါတယ်။အဲ့ဒီချင်းချင်းမှာပါတဲ့စာသားတွေဟာ သင်ဟာတခြားသူတွေရဲ့ချီးမွမ်းမှုကိုလိုလားပေမဲ့ဝေဖန်ခံရမှာကိုလည်းစိုးရင်တက်သူတယောက်ပါ။သင်မှာသုံးမချရသေးတဲ့ရေချင်းတွေအများကြီးရှိနေပါတယ်။တခါတလေမှာသင်ဟာမှန်ကန်တဲ့သုံးဖက်ချက်ချခဲ့သလားဆိုတာကိုတန်တရာလည်းဝင်တတ်ပါတယ်။စရဲလူတိုင်းနဲ့သက်ဆိုင်တဲ့ရေဘူးအကျတွေဖော်ပြချက်တွေ ဖြစ်ပါတယ်။ဟုတ်စရာကောင်းတာကတော့ចောင်းသားများစုဟာ အဲ့ဒီအချင်းချုပ်ဟာ သူတို့ရဲ့ဇယားလက္ခဏာကိုတိတိကျကျဖော်ပြနေတယ်လို့ထင်ခဲ့ကြတာပါပဲတကယ်တော့ Fora ဟာအဲ့ဒီအချင်းချုပ်ကိုဗေရင် ဟောဇလန်တစ်ခုကနေကောင်းထုတ်ထားတာဖြစ်ပါတယ်ဒီစံသမှုကနေကျွန်တော်တို့ဘာဝင်သိယူနိုင်လဲဆိုတာလူရီယာရေဘူးကကြတဲ့ချူတာတဲ့ဖော်ပြချက်တွေကို ကိုနဲ့သက်ဆိုင်တယ်လို့အလွယ်တကူလက်ခံတတ်ကြတယ်ဆိုတဲ့အချက်ပါပဲဒါကို ဖောရာဖတ်ဒါမှမဟုတ်ပိုပြီးတိကျတဲ့ဘာနန်ဖတ်လို့ခေါ်ပါတယ်။ဗီရင်ဟော့ကိန်းများစုဟာဒီဘာနန်ဖတ်ကို အခြေခံထားတာကြောင့်လူတွေဟာမတိကျတဲ့ဟော့ကိန်းတွေကိုတောင်ကိုယ်နဲ့သက်ဆိုင်တယ်လို့ယုံကြည်သွားတတ်ကြပါတယ်။တကယ်တော့ဗီရင်ဆရာတွေဟာလူတွေကိုတိကျတဲ့အချက်လက်တွေပေးတာထက်လူတိုင်းနဲ့သက်ဆိုင်နိုင်တယ်ဆိုတဲ့ရေဘူးရစကားလုံးတွေကိုသုံးပြီးသူတို့ရဲ့ယုံကြည်မှုကိုတိဆောက်လို့ရှိကြပါတယ်။ဒါကတော့ ဒါကတော့သိဗ္ဗံပညာရှင်တို့ရဲ့ရှုထောင့်တဲ့စိတ်ပညာရဲ့လေးလာတွေးရှိချက်တစ်ခုဖြစ်တဲ့ဘာနာအဖတ်အကြောင်းကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဗေဒင်ပညာရဲ့လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာတည်ရောက်မှုတွေအပြင်ဒီပေါ်မှာကျွန်တော်တို့ဘလို့သဘောထားသင့်လဲဆိုတာကိုဆက်လက်ဆွေးနွေးတော့မှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်။ဗေဒင်ပညာနဲ့ပတ်သက်ပြီးအပိုင်း1မှာတမိုင်းကြောင်းကိုလေ့လာခဲ့တယ်လို့ အပိုင်းနှစ်မှာသိပ္ပံနီကြာရှူတောင်းကနေဝေဖန်သုံးသက်ခဲ့ပြီးပါပြီဒီနောက်ဆုံးပိုင်းမှာတော့ဗေဒီမြာရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုချိန်ညှိပြီးတင်ကိုယ်တိုင်ဘလို့ဖြေရှာမလဲဆိုတာကိုစဉ်းစားကြည့်အောင်ဗေဒီမြာကိုယုံကြည်သူတွေအတွက်တော့ဒါဟာစိတ်ပိုင်းဆိုင်ရာအားပေးမှုနဲ့လမ်းညွှန်မှုရဲ့အရင်းမြစ်တစ်ခုဖြစ်နိုင်ပါတယ်အခက်အခဲတွေကြုံတွေ့နေရချိန်မှာဗေဒီဆရာရဲ့အကြံဉာဏ်တွေက ညှော်လင့်ချက်နဲ့ယုံကြည်မှုကို ပေးစွမ်းနိုင်ပါတယ်။ယာတီကွင်ဟော့စတန်တွေကလည်းကိုယ့်ရဲ့အားသာချက် အားနည်းချက်တွေကို သိရှိစေပြီးကိုယ့်ကိုယ်ကိုပုံမနာလေဖို့အထောက်အကူဖြစ်စေနိုင်ပါတယ်။ဒီရလည်းဗီဒီယိုညာတချို့ယဉ်ကျေးမှုတွေမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာကို တွေ့ရပါတယ်။အိမ်တော်ရေးအလောက်ကင်စတဲ့အရေးကြီးတဲ့ကိစ္စတွေမှာဗီဒီယိုဆရာရဲ့အကြံဉာဏ်ကိုရယူခြင်းဟာရိုးရာဒလေးတစ်ခုလို့ ဖြစ်နေတတ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဗေဒပညာအာနိုင်ချက်တွေနဲ့လေဟာမှုတွေရှိနေတာကိုမမေ့သင့်ပါဘူး။သိဗ္ဗေနိကြတသက်ရထောက်ထားအာနိုင်ခြင်းရေပူရကြတဲ့ဟောကိန်းတွေရဲ့မရေမရာမှုနဲ့လိန်လေလိုတဲ့ဗေဒင်ဆရာတွေရဲ့အန္တရာယ်တွေလည်းရှိနေနိုင်ပါတယ်။ဗေဒင်ဟောကိန်းတွေကိုလွန်ကျွံယုံကြည်ပြီးကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးခံရတာမျိုးဟာ မလိုလားတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။အဲရေးကြည့်တဲ့ရွေးချယ်မှုတွေကိုပြုလုပ်တဲ့အခါမှာဝေဖန်ပိုင်းခြားနိုင်တဲ့ဉာဏ်နဲ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့စွမ်းရည်ဟာအမြဲတမ်းအရေးကြီးပါတယ်။ဒါကြောင့်ဘေးမညာကိုဂျင်းလို့တထစ်ချပြောလို့မရသလိုလုံးဝမှန်ကန်တဲ့အရာတစ်ခုလို့လည်းလက်ခံဖို့ခက်ခဲနေပါတယ်။အဆုံးမှာတော့ ဗီဒီမညာနဲ့ပတ်သက်ပြီးဘလို့သဘောထားမလဲဆိုတာဟာမိษွေ ကိုရန်ရဲ့ကိုပိုင်ဆုံးဖြတ်ချက်အပေါ်မှာမူတည်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုမှာတင်ဆက်ခဲ့တဲ့အချက်လက်တွေ ကိုအခြေခံပြီးမိษွေရဲ့ကိုပိုင်ဉာဏ်ပညာနဲ့စင်ကြင်တုံတရားကိုအသုံးပြုတာမှန်ကန်တဲ့အဖြေကိုရှာဖွေနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ခြင်းပါသေးတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလှူထားပေးဖို့တောင်းဆိုလိုက်ပါတယ်